2025ခုနှစ်ဇွန်လ18ရက်ဒီနေ့အင်္ဂါနေ့အတွက်တဲတော်ခန္ဓမာနမိတ်ကတော့ခွက်တွေမှောက်သွားတဲ့သင်္ကြန်နမိတ်ပဲမိတ်ဆွေမိတ်ဆွေတို့အတွက်မျက်နှာပြက်စရာတွေစကားအဆင်ပြေဖြစ်တာတွေကြောင်းနေကြောင်းနေပဋိပက္ခဖြစ်တာတွေကြုံတွေ့ရတတ်တယ်အခက်ခဲတွေအနောက်ချက်တွေမရှိဘူးလို့အတွက်ဒီနေ့မှာတောက်ရီကွက်အတင်းနဲ့ရေတောက်ပါလို့လမ်းညွှန်လိုက်ပါတယ်ဒီနေ့မှာမိစုစန်းနဲ့ဖွားမြင်တဲ့ရင်သွေးရင်နာရင်အတွက်ကတော့ မာဘုတ်ပင်နိယအင်္ဂါနေ့ဘွားတိုက်ပွားဇာတာရှင်ဖြစ်ကြပါတယ်တိုက်ပွားလို့ရသဘောတရားတိုင်းငယ်စဉ်ကလေးကရွှေမရှမ်းငွေမရှမ်းကြီးပွားချမ်းသာကြမယ်သူတော်ကောင်းသူတော်များတွေဖြစ်ကြတယ်လို့နမိတ်ကောင်ဖတ်လိုက်ပါတယ်ခင်ဗျာဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးမင်္ဂလာမွေးနေ့ပါခင်ဗျာဒီနေ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရတရားလမ်းညွှန်ပေးရမယ်ဆိုရင်တော့ဆရာသမားကြီးကဲသူတို့ကိုအဝိအထင်လက်ဆောင်ကြတော့၍ပူဇော်နိုင်ခြင်းအပြင်မွေးနေ့ရှင်တွေအတွက်ဒီနေ့တအားလုံးကောင်းကျိုးချမ်းသာရပါလိမ့်မယ်ခင်ဗျာဒီနေ့တော့အကျိုးပေးဆုမှုကနေတော့ ၃ညကနန်း၊ခုနှစ်ကနန်းဖြစ်ပြီးတော့မိတ်ဆွေတို့ငွေကန်ကောင်းမှုလို့တက်ဆိုရင်တော့ဘုရားစီတော်မြတ်ကြီးရဲ့ဒင်းနာတောင်းအရာမှာငွေထီးတလက်လှူဒန်းပြီးငွေကန်ကောင်းမှုဆုတောင်းလိုက်ပါခင်ဗျာငွေကြီးကိစ္စရင်တွားရအောင်မတွေ့အောင်ပြောအောင်ဆိုအောင်ဆိုရင်တော့ပန်းပွင့်လေးပွင့်နေအပင်ရေသွန်းလောင်းပြီးငွေကြီးကိစ္စရင်အတွက်ပြောဆိုကိစ္စတွေအောင်မြင်မှုဆုတောင်းလိုက်ပါဇတုတန်နဲ့ကုန်းတန်နဲ့လက်ဖက်ဆိုင်နဲ့စားတော့ဆိုင်နဲ့ရောင်းမန်းတော်ဝယ်မန်းနှောက်ဖို့တက်ဆိုရင်တော့ပန်းဆန်းနားနဲ့ကောင်းလာတဲ့မှာနှင်းစီပန်းအနီးလေးတစ်ဝန်းထည့်ထားလိုက်ခြင်းအပြင် သိတန်တာရောင်းပန်းတာဝယ်ပန်းနှပ်ပါနေမယ်အယောင်ထိုင်နေတဲ့ကိုမျိုးစီတွေအယောင်တွက်သွားမလို့အတွက်ကတော့တစ်တာရောင်းမလေးတစ်ချောင်းနဲ့တို့ပြီးခေါပြီးရိုက်ပြီးအယောင်ထွက်ပါစေဆူတောင်းနိုင်ခြင်းအပြင်လှင်းလင်းမြန်းမြန်းနေခြင်းချင်းအယောင်ထွက်သွားပါနေမယ်အမှုခင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကို လိမ္မော်တိတလုံးမှရင်ပြီးရဆွမ်းကံဖုန်ကြီးကိုလှူလိုက်ပါခင်ဗျာကျမ်းမာရေးညံ့နေတဲ့သူတွေဆွေမျိုးမိသားစုမှရှိရဆိုရင်တော့ကျမ်းမာရေးညံ့နေသူအတွက်စေဝါဓာတ်စာဖြစ်နေစားသုံးမှုဝဲပို့တော့ဒီလိုနည်းမျိုးမှာနနက်သီးအနေငယ်စားပြီးသို့မဟုတ်နနက်ရီအနေငယ်တောက်ပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာအချေမေတ္တာရေးအိမ်တော်ကြီးစိတ်ချမ်းသာစေရန်ကြုံမယ်အချေမေတ္တာရေးအိမ်တော်ကြီးတွေအေးချမ်းဖို့အတွက်ကတော့လိမ္မော်ရေးတစ်ခွက်ဒီနေ့မြတ်စွာဘုရားရှင်ကိုလှူဒါန်းလိုက်ပါခင်ဗျာ